ကချင်နယ်ဇက်ဂိတ်တွေပြန်ဖွင့်လိုက်ပေမဲ့73စီအပါဝင်ကုန်စီအများစုကိုတရုတ်ကကက်သက်ထားစေဖြစ်တယ်လို့ KIO တာဝန်ရှိသူနဲ့ဒေသခံတွေက ပြောပါရယ်ကချင်ပြည်မှာရှိတဲ့တရုတ်မြန်မာနယ်ဇက်ဂိတ်တွေကိုတနစ်ကြော်ကြာပိတ်ထားခဲ့ပြီးတဲ့နောက်ပြီးခဲ့တဲ့အော်တိုဘာလ24ရက်နေ့မှာတရုတ်ဘက်ကနေပြန်လည်ဖွင့်လှစ်လိုက်ပါရယ်ဒါပေမဲ့လည်းကုတ်တွယ်ရေးဟာပုံမှန်အခြေအနေကိုလုံးဝပြင်မရောက်သေးပဲကက်သက်ချက်တွေများစွာရှိနေသေးဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ် KIA ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးရဲ့အတည်ပြုချက်အရ 73C နဲ့ electronic ပစ္စည်းတွေအပါအဝင်ကုန်ပစ္စည်းအများစုကိုတရုတ်ဘက်ကသွင်းခွင့်မပေးသေးပါဘူး။ PC တွေလည်းအလုံးစုံတော့လည်းဝင်ထွက်လို့ရမှာပေါ့။အဒီကတော့ဒီတိုလိုသူ့ရဲ့သွားတော့ကုန်ပစ္စည်းနောက်ဒီဆော့ပစ္စည်းတွေကိုပဲဘယ်လိုလုပ်ဆရာတော့ဦးပေးတော့တွေ့ရပါလား။ မန်ဝဲကြီးလွယ်ကျဲလိုက်စားစားတဲ့ဂိတ်တွေအပါဝင် ကချင်နယ်ဆက်တခြားဂိတ်အားလုံးကိုဖွင့်လိုက်တာမှန်ပေမဲ့စီးပွားရေးကအေးဆက်နေပြီးမြန်မာဘက်ကလူတွေဝင်ထွက်တာကလည်းမရှိတလောက်နေပါနေစေဖြစ်ပါရဲ့တရုတ်ဘက်ကနယ်ဆက်ဂိတ်တွေကိုတိုက်ပွဲကြောင့်လုံခြုံရေးအရာပိတ်ခဲ့တာဖြစ်တယ်လို့ပြောပါရဲ့အဲတို့ပိတ်တာကျွန်တော်တို့ပြဿနာပိတ်တာကိုတို့ပိတ်တာဟုတ်ဒီလိုတော့ဒီလိုကြောင့်တော့မရှိတော့ပါဘူးနော်နယ်ဆက်ဒေတာ သူဒီဘက်မှာအာဘင်းချုံမှုရှိအောင်ဆိုပြီးမှဝိရညသက်ကိုပြစ်တာဖြစ်ပါလားအခုလိုဂိတ်တွေဖွင့်လိုက်တဲ့အပေါ်နေဆက်ဒေတာမှာတရုတ်ဘက်ကနေမြေရှားတက်သူဒူးဖို့ရေလုပ်ငန်းတွေလုပ်ကြိုက်ဖို့တိုးပန်းနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ ။ဒါနဲ့ပတ်သက်ပြီးဘူမူကြီးနော်ဘူးကတော့မြေရှားတတူတူဖို့ရေးကိစ္စကို KIO ကခွင့်ပြုထားတာလုံးဝမရှိသေးဘူးလို့ညင်းဆိုခဲ့ပြီးနေဆက်စည်းပွားရေးအခြေအနေတဖြည်းဖြည်းတိုးတက်လာဖို့ပဲမျှော်လင့်တယ်လို့ပြောပါရယ်။